ချိန်တန်အရွယ်ရလို့အိမ်အောင်ပြုတ်သွားခဲ့ပြီဖြစ်တဲ့သမီးအလိမ်မာလေးဆွေပြေသင်းရဲ့ဆေးဆက်မင်္ဂလာပွဲမှာမိဘတယောက်အနေနဲ့ဝန်းနေဝန်းသာမျက်ရည်ကြားခဲ့တဲ့တယောက်ဆောင်ဆွေပြေသင်းရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်မင်္ဂလာပါပရိသတ်ကြီးရှင်တယောက်ဆောင်ဆွေပြေသင်းနဲ့ဟေးဝရဲတို့ငယ်စဉ်ဆုံးတွဲလေးကတော့မနေ့ကအော်တိုဘာလ17ရက်နေ့ကနှစ်ဖက်မိဘတွေရဲ့ရှေ့မှာမင်္ဂလာရှိစွာနဲ့ဆေးဆက်ကြောင်းလမ်းမင်္ဂလာပွဲလေးကျင်းပပြုလုပ်ပြီးစီခဲ့တာပဲဖြစ်ပါတယ် အခုလက်ရှိအသက်အရွယ်ရာတရုတ်ဆောင်ဆွေပြည်သင်ကအသက်35နှစ်ပြည့်နေပြီဖြစ်ပြီးမိန်းကလေးတယောက်အနေနဲ့အိမ်တော်ပြုသင်းတဲ့အရွယ်ကိုရောက်နေပြီဆိုပေမယ့်ဆွေပြည်ရဲ့မိဘတွေအနေနဲ့ကတော့တမီးလေးအပေါ်မှာကလေးငယ်လေးတယောက်လိုပဲတမိုးထားနေရဆဲပဲဖြစ်ပါတယ်ဆွေပြည်သင်ဟာမိဘတွေအပေါ်မှာတည်ထက်လိမ်မာတဲ့တမီးတယောက်ဖြစ်ပြီးအထူးသဖြင့်မိခင်ဖြစ်သူဒေါ်မာလာခင်နဲ့ညီအမတွေလိုတည်ရင်တနည်းနေထိုင်သူလည်းဖြစ်ပါတယ် ဒါကြောင့်မလို့လဲစူပြည့်လေးအိမ်အောင်ကြသွားတဲ့အချိန်မှာစူပြည့်ရဲ့မိမိဒေါ်မလာခင်အနေနဲ့အိမ်အောင်ဘက်ကောင်းကိုရှာတွေ့သွားတဲ့သမီးဖြစ်သူရဲ့အတွက်ဝမ်းသာရသလိုမိဘတွေရဲ့ရင်ခွင်တွေကနေအတောင်လက်ဆောင်လို့ထွက်ခွာသွားတော့မဲ့သမီးလေးအတွက်လည်းဝမ်းနဲ့မျက်ရည်ကျခဲ့ရတာဖြစ်ပါတယ်။စူပြည့်သစင်ဟာမိဘနှစ်ပါးရဲ့ဆုံးမသွန်သင်မှုကောင်းခဲ့တာကြောင့်လိမ္မာရေးကြရှိပြီးနာမည်ပြဲမရှိတဲ့မင်းသမီးတယောက်အနေနဲ့အခုချိန်ထိရပ်တည်နေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ်တယောက်ဆောင်ဟေးဝေးရဲ့နှွေမိသားစုဘက်ကလည်းဆိုပြေးတဲ့စင်လို့အပြစ်နာစားမရှိဘိုင်းကောင်းကြောက်ဖြစ်အမျိုးသမီးကောင်းလေးတယောက်ကိုရရှိခဲ့တာကြောင့်တင်တောင်းတင့်တယ်နဲ့ခန်းခန်းနာနာလက်ထက်တောင်းရန်ယူခဲ့တာဖြစ်ပြီးခန်းနာကြီးကျယ်တဲ့မိင်္ဂလာပွဲပေါင်းများစွာကိုလည်းကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်